္ဂလာပါရှင်ကျွန်မကတော့ချချိုစက်မ DBBO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးတိုင်းတောင်သာမြို့နယ်ထဲကစာသင်ကျောင်းသားကိုမေလ16ရက်မနေ့9နိုင်ဝန်းကျင်မှာစစ်တပ်ကဘုံကျဲလို့စာသင်ဆောင်တဲ့လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီကပြောပါတယ်တောင်တာမြို့နယ်အရှိချမ်းမှာရှိတဲ့လက်ကူမရွာမှာရှိတဲ့စာသင်ကျောင်းသားကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ပုံကျဲသွားပြီး စာသင်ဆောင်တွေဘုံစားထိမှန်ပျက်စီးမှုတချို့ရှိခဲ့ကပြည်သူတွေထိခိုက်တာတော့မရှိခဲ့ဘူးလို့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။အခုလိုဘုံကျဲတက်ခိုက်ခံရလို့စာသင်ကျောင်းနှိမရှိတဲ့လူနေအိမ်နှလုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့နွားရကောင်အသေးဆုံးသွားခဲ့တယ်လို့လည်းဆိုပါတယ်။ အခုပုံကျဲခံရတဲ့ကြေးရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိသလိုစစ်တပ်ကစက်တက်လေထီတွေနဲ့ဇက်တိုက်ပုံကျဲနေတာကြောင့်ဒေသခံတွေအနေနဲ့တွန်လိုင်းအဖွဲ့တွေကထုတ်ပြန်တဲ့လေကြောင်းရံသတိပေးထုတ်ပြန်ချက်တွေကိုစောင့်ကြည့်ပေးဖို့ကိုလည်းတောင်သာမြို့နယ်ပါကပအဖွဲ့တာဝန်ခံကပြောကြားထားပါတယ်ရှင်။အိန္ဒိယမြန်မာနယ်စပ်မှာတမုခရိုင်ပကဖာကရဲဘော်၁၀ရောက်နေဆက်အနီးမှာတပ်ဖြတ်ခံရတဲ့အတွက်အမှုမှန်ပေါ်ပေါက်ဖို့စူးစမ်းနေတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။ အိန္ဒိယမြန်မာနယ်စပ်စကိုင်းတိုင်းတမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတပ်ဖွဲ့ဝင်၁၀ယောက်ကိုအိန္ဒိယနယ်ခြားစောက်တပ်အာတန်ရိုင်ဖယ်တပ်ဖွဲ့ကတပ်ဖြတ်ခဲ့တယ်လို့ဒေတာကန်ဒီစီကနေသိရပါဗျ။မေလ၁၄ရက်နေ့မနက်ပိုင်းမှာတမူးမြို့နယ်အာရှလမ်းမကြီးပေါ်ကကံမာကြီးကြီးရွာနဲ့ထင်းစဉ်ကြီးရွာအကြားမှာနယ်စပ်စစ်ဆေးရေးအတွက်မြန်မာဗတ်ချမ်းမှာကင်းဆောင်နေတဲ့ရဲဘော်တွေကိုအာတန်ရိုင်ဖယ်စစ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ တာဝန်ရှိသူတွေကသွားရောက်မေးမြန်းတဲ့အခါပီဒီအက်တွေကအိန္ဒိယနယ်ထဲကျူးကျော်လာတဲ့အတွက်သုံးနိုင်ရဲ့ကြတိုက်ပွဲဖြစ်ပွားပြီးနောက်တည်ဆုံးခဲ့တာဖြစ်တယ်လို့အာတာရိုင်ဖယ်တပ်ဖွဲ့ကပြန်လည်ပြောဆိုခဲ့တယ်လို့သိရပါတယ် နေကျဆန်စီယုံနဲ့ပတ်သက်ပြီးတော့ဓမှုရဲ့ထပ်ပိုင်းညီမှာကန့်ကွက်ထားတာရှိတယ်သူတို့ကကျူးကျော်လာလို့ပေါ့နော်ပြီးတဲ့ကကန့်ကွက်ထားတဲ့ခါကျတော့နောင်ငုံမကန့်ကွက်ရအောင်ချင်းချောက်လိုက်တာလားလို့လည်းယူဆရတာပေါ့နော်အလောင်းတွေက14ရက်နေ့မှာတောင်ရှိတဲ့လူတွေကတွားပြီးတော့အဲဒီ news center ကမိသားစုတွားပြီးတော့တောင်းကြတယ်တောင်းတဲ့ခါမှာ airport ကိုတိုက်ပွဲဖြစ်လို့ပြေးသွားပြီလို့ပြောတယ်အဲဒါဆိုရင်အလောင်းပေးပါလို့ပြောတယ်အဲအလောင်းက ပြေးမယ်လို့ပြောပြီးမှ14နှစ်ကနေတောင်းတဲ့အလောင်းက16ရင်းနေမှာပဲအလောင်းပြန်ပေးပါတယ်အဲ16ရင်းနေမှာလည်းအလောင်းတွေပုတ်ဖွာပြီးတော့ရုပ်ဖတ်လို့မရတဲ့အခြေအနေမျိုးတိရှိနေတယ်မေလ16ရင်းနေမနက်10နာရီမှာအာတာရိုင်ဖယ်စစ်တပ်ကတမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေရဲ့အလောင်းကိုမြန်မာနိုင်ငံတွင်းကတုတ်တန်တစ်ခုကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်အမှန်ကိုသိရှိရဖို့စုံစမ်းနေစေဖြစ်တယ်လို့အိန္ဒိယဖော်မြန်မာတာဝန်ရှိသူကပြောပါတယ် ်ဓမ္မတာဖြစ်ဆိုးတဲ့ဖြစ်ခြင်းလို့တော့မြင်တယ်ပေါ့နော်ပတ်ကပ်ပတ်တွေကလည်းလက်နဲ့ကန်ဟောလက်နဲ့ကန်တယ်ဆိုဆိုပေမဲ့ဒါအိန္ဒိယစစ်တပ်ကတော့လုံးဝအထုတ်ပြန်မှုမရှိဘဲနဲ့အသာတကြီးဖန်ခံပြီးတဲ့နောက်ပိုင်းမှာတပြည့်ခံရတဲ့ဖြစ်စဉ်ဟာမျိုးကဖြစ်စဉ်အမှန်ဆိုတော့ဒါအိန္ဒိယနေနဲ့လုံးဝပို့တော်ဝန်ခံမှုကြီးတဲ့အပြင်ကောင်းဆုံးမဖြစ်ရှင်းနိုင်မှုဆိုရင်နိုင်ငံတကာမျက်နှာစာမှာအိန္ဒိယစစ်တပ်ရဲ့ကုန်သိခါလေးအများဆုံးထိခိုက်လာစေနိုင်တယ်လို့တော့မြင်တာပေါ့နော်ဟုတ်မြန်မာနိုင်ငံကပြည်သူတွေဟာ နိုင်ငံတွင်းမှာမတရားမှုကိုခံစားနေကြရပြီးအိန္ဒိယနိုင်ငံတွေကပါမဆာမနာလုပ်တာတွေကြုံနေရတယ်လို့အိန္ဒိယဖော်မြမာကစက်ပြောပါတယ်အခုဖြစ်စဉ်ဟာနိုင်ငံအစိုးရချင်းပြောရမယ့်ကိစ္စဖြစ်တဲ့အတွက်အမှုမှန်ပေါ်ပေါက်ဖို့တမှုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က NUG အစိုးရစီကိုတင်ပြထားတယ်လို့သိရပါတယ်ကျွန်တော်တို့အိန္ဒိယနဲ့တော့ဆက်ဆက်ဆောင်ရနေတာရှိသေးတာဒါပေမဲ့အဲ့ဒါအခုလောလောဆယ်တော့သတင်းထုတ်ပြန်လို့မရသေးဘူးပေါ့နော်အဲ့တော့ဖြစ်နေတာမှန်တယ်ဆိုတာတည်ပြုလို့ရတယ်ဒါပေမဲ့အဲ့ ောင်းရမှုတွေကတော့ကျွန်တော်ပြီးမှပဲဟာကျွန်တော်တရင်ထုတ်ပြန်လို့ရတဲ့အချိန်ထုတ်ပြန်ပါမယ်ဗျာ။နေဆက်ကကာကွယ်ရေးရဲဘော်တွေအနေနဲ့နေဆက်နဲ့နီးအောင်မနေပဲသတိရှိရှိနေထိုင်ကြဖို့တမှုခရိုင်ပကဖာကတိုက်တွန်းထားပါတယ်။ကျမဒီရီပါ။ ရခိုင်ပြည်နယ်နဲ့ ARA တိုင်းဆက်ကထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေမှာ73စီဈေးနှုန်းတလီတာကို7000ကျော်အထိမြင့်တက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။လေမျက်နှာရေကြီးနဲ့တာပေါင်းမြို့နယ်တွေကတိုက်ပွဲဖြစ်ပွားနေတဲ့ဈေးရွာတွေမှာ73စီတလီတာကို7000အထိဈေးတက်လာပြီးတိုက်ပွဲတွေမဖြစ်ခင်က73စီတလီတာကို7000ဝန်းကျင်ထိသာဈေးရှိတယ်လို့ဆိုပါတယ်။ စစ်ကောင်စီက73စီနဲ့စားသောက်ကုန်တွေကိုတပ်ပွဲဖြစ်ပွားတဲ့ဒေသတွေစီတိုက်ဝင်းကန့်သက်ထားတဲ့အတွက်ဈေးတက်သွားတာလို့လေမျက်နှာမြို့နယ်ကဒေသခံတယောက်ကပြောပါတယ်။တပ်ပွဲဖြစ်တဲ့ဒေသတွေမှာစစ်ဆေးတက်လာတဲ့အပြင်လူတလောက်မရဖြစ်နေပြီးရေသက်မှုနဲ့ရောင်းတဲ့ရက်ထဲကဆိုင်တွေမှာသာဝယ်နေရတယ်လို့ဆိုပါတယ်။ ငတိုင်းချောင်းမြို့အထက်ပသိမ်မုံရွာလမ်းနဲ့ငတိုင်းချောင်းကွာလမ်းစုံမှာရှိတဲ့ရင်နသာဂိတ်မှာကုန်စည်တည်ယူတာကိုနေ့တိုင်းစစ်ဆေးပြီးပိတ်ဆို့ထားတယ်လို့ဟင်္ဒရာမြို့ကလုပ်ငန်းရှင်တယောက်ကပြောပါတယ်ရှင်။ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ချေချိုဆမ်းပါရှင်။